ားလုံးမင်္ဂလာပါရှင်။ကျွန်မကဒီပေါ့နော်စိတ်ဖိစီးမှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကြားရတယ်အများကြီးဆွေးနွေးခဲ့တယ်။အဲ resilience ဆိုရပေါ့နော်တကယ်ကြမ်းကြမ်းခံတဲ့စွမ်းရည်တွေဖွံ့ဖြိုးဖို့အတွက်စိတ်ဖိစီးမှုတွေကိုလည်းစီမံခန့်ခွဲတတ်ဖို့ကလည်းအရေးကြီးတာလည်းဖြစ်တယ်။အဲ့ဒီစိတ်ဖိစီးမှုနဲ့တွဲဆက်ပြီးတော့ပါဝင်လာတဲ့အဲဆိုဂျူတွေယောဂလက္ခဏာတွေကိုလည်းကျွန်မဆွေးနွေးခဲ့ပါတယ်။အဲ့ဒါတွေနဲ့တစ်ဆင့်တည်းပေါ့နော်။ယနေ့မှလည်းပဲဆက်လက်ပြီးတော့ အဲစိတ်ပီစီမှုလက္ခဏာတွေထဲမှာအဲခုနပေါ့နော်ဒီရုပ်ပိုင်းဆိုင်ရာပေါ့နော်ရုပ်ပိုင်းဆိုင်ရာစိတ်ပီစီမှုဆိုတော့ကျမတို့ကစိတ်ပိုင်းဆိုင်ရာပဲအဲခံစားရတယ်လို့ဟိုအလွယ်တွေးရင်တော့စိတ်ပိုင်းဆိုင်ရာပဲလို့မြင်ကြမှာပေါ့နော်တကယ်တော့စိတ်နဲ့ကိုယ်နဲ့ဆိုတာဆက်ဆက်နေတယ်စိတ်ပြိုမှာကိုနှုတယ်ဆိုတာလေကျမတို့တွေမြန်မာဆိုရိုးတွေရတကယ်ကိုပေါ့နော်အဲဂူချိန်တိကိုပဲမှန်နေသေးတာအဲ့တော့ပေါ့နော်စိတ်ပီစီမှု ကြောင့်စိတ်တင်ခံစားရတာမဟုတ်ဘူးရုပ်ပိုင်းဆိုင်ရာပါကြာသွားတာပါရုပ်ပိုင်းဆိုင်ရာပါခံစားရတာရုပ်ပိုင်းဆိုင်ရာအပြင်တခြားကျမ်းမာရေးပိုင်းဆိုင်ရာတွေလှုပ်ရှားမှုပိုင်းဆိုင်ရာတွေတွေးခေါ်မှုပိုင်းတွေအများကြီးပေါ့နော်ကျမတို့တွေဒါမျိုးတွေပါတက်ဆိုင်နေရပါဒါကြောင့်စိတ်ပီစီမှုရဲ့လက္ခဏာတွေထဲမှာ ရုပ်ပိုင်းကောစိတ်ပိုင်းကောရုပ်ပိုင်းကောပေါ့နော်။ဒါမျိုးတွေဟာစိတ်ဖြစ်စီမှုကြောင့်ဖြစ်တတ်ပါတယ်။အဲ့မှာဒီဟာလေးကတော့ပေါ့နော်။ဒါသူတို့ဒီမှာဆို fire or flight ပေါ့နော်။ဒါကတော့တုံ့ပြန်တာပေါ့နော်။ဒါကတော့နေမူဒီမှာစိတ်ဖြစ်စီမှုနဲ့ဆက်ဆက်နေရလေးမျိုးထည့်ပြထားခြင်းဖြစ်ပါတယ်။အဲဟိုသူတို့တွေကပေါ့နော်။ဒီမှာသဘောလေးကတော့ပေါ့နော်။ เออตะคู่ဖြစ်ပြီဆိုရင် fight ฉမလားဒါမှမဟုတ်ရင်ရှောင်သိမ်းသွားမလားပေါ့ဟောဒါကတော့ကျွန်တော်တို့ရင်ဆိုင်လိုက်မလားပေါ့ fight ဆိုတဲ့နေရာမှာတိုက်ခိုက်တာတွေဆိုတာတွေကျွန်တော်တို့ရင်ဆိုင်မှုလိုအပ်တဲ့စိတ်ပီစီမှုလားပေါ့ဒါဒီစိတ်ပီစီမှုကိုရှောင်ထွက်သွားဖို့လိုတာလားပေါ့ဟုတ်တယ်ကျွန်တော်တို့အခြေအနေမျိုးမျိုးမှာအခြေအနေပေါ်မှာမူတည်ပြီးတော့ဆောင်ရွက်ကြရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီအရာလေးရတော့ပေါ့နော် အဲသူရဲ့ဆိုလိုခြင်းနဲ့ကျွန်မရဲ့ဟိုပြီးခြင်းနဲ့တည်င်းချက်လက်ကကြတော့တချို့စိတ်ပီစည်းမှုရဲ့ရင်ဆိုင်လိုက်ရင်ဒီအရာတွေက okay သွားမှာအဆင်ပြေသွားမှာပေါ့နော်ရင်ဆိုင်လိုက်လို့ရှိရင်ဒါမိမိရဲ့အတွေးထဲမှာဒါဟိုဒါလေးကိုခက်ခဲမယ်လို့ထင်နေတာတကယ်ရင်ဆိုင်လိုက်တော့အဆင်ပြေသွားတယ်အဲလွယ်ကူသွားတယ်ပေါ့နော်ဒါမျိုးရှိမယ်အဲတချို့ကကြတော့ဒါကိုရှောင်ကျင်လိုက်ရမှာရှောင်လိုက်လို့ရှိရင်ဒါဟိုဒါမိမိရဲ့အတွေးအစိတ်စိတ်အခြေအနေက အစီအတင်ဖြစ်ဟိုအစီပြေသွားမယ်ပေါ့နော်ရှောင်းလိုက်ဖို့လိုတာလားပေါ့နော်အဲရှောင်းလိုက်ရမရှောင်းလိုက်တာကောင်းမလားရှင်ဆိုင်လိုက်တာကောင်းမလားပေါ့ဒါလေးကိုကျွန်တော်က fight or flight ဆိုတဲ့ဒီက slide clean နဲ့ဒါဟိုဆွေးနွေးပေးခြင်းလည်းဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးစိတ်ပီစည်းမှုတွေကိုကျွန်တော်ဒီမှာဆိုရင် စိတ်ပီစည်းမှုကိုစီမံခန့်ခွဲတဲ့နီးပေါ့နော်ရှေ့မှာတော့စိတ်ပီစည်းမှုကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေအများကြီးပဲဆွေးနွေးခဲ့ပြီးပြီအဲ့ဒီအကြောင်းအရာတွေကိုသိပြီးအကြောင်းရင်းဒီမှလည်းကျမတို့ကသူ့ကိုဘလို့ပြန်ပြီးတော့အဲဆောင်ရွက်မလို့ပေါ့ကြော်လွားမလို့ဆိုတဲ့အတွေးတွေကရောက်ရှိလာမှာဖြစ်တာကိုအဲ့တော့ကြတော့အဲတီဟူးချင်းစီမှာရှိနေတဲ့စိတ်ပီစည်းမှုအရင်ဆုံးတော့ အဲဘာကြောင့်ဖြစ်တာလို့ဆိုတာကိုတော့သိရှိအောင်အဲသုံးသပ်ဖို့လိုအပ်တယ်။အဲအဲ့လိုမျိုးသုံးသပ်ပြီးပြီဆိုတော့မှဒီလိုဖြစ်ပေါ်ရတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်တယ်ဆိုတာကိုလည်းသိမှလည်းကျွန်တော်တို့ဆောင်ရွက်ရတဲ့အခါမှာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်။ကြော်လွားရတဲ့အခါမှာပို့ပြီးတော့အဆင်ပြေတယ်။ခုန slide ကလေးလိုပေါ့နော်။ဒီကတော့ရင်ဆိုင်မှုလိုအပ်တဲ့စိတ်ပီစီးမှုလား။အဲဒီကတော့ လေဒါကိုသူ့ကိုအဲလစ်လူရှူဖို့ပေါ့နော်လစ်လူရှူဖို့လစ်လူရှူထားလိုက်ရမယ်စိတ်ဖြည်စည်းမှုလားပေါ့နော်လစ်လူရှူလိုက်လို့ရှိရင်အဆင်ပြေသွားစေမယ့်အကြောင်းအရာလားပေါ့ထာမျိုးတွေကိုသုံးသပ်ဖို့လိုတာလည်းဖြစ်ပါတယ်ရှင်အဲ့ဒီမှာအခုဒီကျွန်မဆွေးနွေးလို့တဲ့ဒီအကြောင်းအရာလေးကကြတော့စိတ်ဖြည်စည်းမှုတွေကိုစီမံခန့်ခွဲတဲ့နည်းလမ်းတွေဆွေးနွေးမှာဖြစ်ပါတယ်ဒီအရာလေးတွေကိုတော့ဒီအရာကတော့ fight us ပေါ့နော်။ तू ကနေ့စဉ်ဆောင်ရွက်ရမှာပါ။ဒီတနေ့တော့ဆောင်ရွက်လိုက်တယ်။နောက်နေ့တော့မလုံနိုင်လိုက်ဘူး။မအားလို့တခုအကြောင်းပေါ့နော်။အကြောင်းပြချက်အရာမလုံနိုင်လိုက်ဘူးပေါ့။ဒါမျိုးတော့ဖြစ်လို့မရပါဘူးရှင်။နေ့စဉ်ကိုဆောင်ရွက်ပေးကြမှာဖြစ်ပါတယ်။အဲ့တော့ကြတော့ပထမဦးဆုံးအချက်ကလေးကကြတော့ reading together daily ကလေးနဲ့နေ့စဉ်စာဖတ်ပေးရပါမယ်တဲ့။ စာဖတ်တယ်ဆိုပြီးတော့စာအုပ်ကြီးတုံလုံးကြီးကိုအောင်ဖတ်ဖို့လည်းမဟုတ်ဘူးပေါ့နော်အဲဒါမှမဟုတ်စာတစ်ပိုက်လုံးတစ်ပုတ်လုံးပေါ့နော်အဲကိုအောင်ဖတ်ဖို့လည်းမဟုတ်ဘူးအဲဥပမာ3မိနစ်အချိန်ပေးနိုင်ရင်3မိနစ်တူတူစာဖတ်မယ်5မိနစ်ပေါ့အနည်းဆုံးတော့5မိနစ်လောက်တော့တင့်ပါတယ်5မိနစ်လောက်ကလေးနဲ့တူတူစာဖတ်မယ် အဲ့လိုမျိုးစားပတ်လိုက်ခြင်းအပြင်ကလေးမှလည်းပဲအဲစိတ်ပိစီးမှုကိုစီမံခံွယ်တတ်တဲ့အလေးချင်းလေးရသွားမယ်မိမိရဲ့စိတ်ပိစီးမှုကိုလည်းဒါပုံမကောင်းမွန်တဲ့အခြေအနေကိုရရှိလာစေမှာလည်းဖြစ်ပါတယ်ရှင်အဲ့တော့ကလေးနဲ့အတူ နေ့စဉ်စားဖတ်ပေးရမှာ ဖြစ်ပါတယ်ရှင်စားဖတ်ပေးပါတဲ့နောက်တစ်ခု rhyming ကာယံနေရှာဖွေကစားပါကာယံနေနဲ့နော်ကျွန်တော်တို့ကာယံပါရဲ့စကလုံးလေးတွေရှိမှလည်းကျွန်မဆွေးနွေးခဲ့တဲ့အထက်မှာပါပြီးသားဖြစ်ပါတယ်ကာယံနေစပါရဲ့စကလုံးလေးတွေနဲ့ကစားပေးမယ်ပွေဖက်ပါတဲ့ကလေးကိုပွေဖက်ပေးရမယ်အဲပေါ့နော် ပွေဖက်ခြင်းဟာလည်းပဲကျွန်တော်တို့စိတ်ဖိစီးမှုကိုရောကြစေတယ်ပွေးဖက်ခံရသူလည်းစိတ်ပိစီမှု ရောကြတယ်လို့ပဲပွေးဖက်လိုက်တဲ့သူကလည်းပဲစိတ်ပိစီမှုကိုရောကြစေတာဖြစ်ပါတယ်။ဒါမျိုးလေးတွေကိုမိမိရဲ့အိမ်သူအိမ်သားတွေ မိမိရဲ့ကလေးတွေပေါ်ကိုဒီလိုမျိုးပွေဖက်ခြင်းနေဆောင်ရွက်ပေးရမှာဖြစ်ပါရဲ့အတူတူကစားမယ်ကာယံနေရှာပွေပြီးတော့ကစားမယ်ပွေဖက်ခြင်းနေဆောင်ရွက်ရမယ်ဒီလိုမျိုးနီလန်းနေနဲ့စိတ်ဖိစီးမှုတွေကိုကျမတို့စီမံခန့်ခွဲကြရမှာဖြစ်ပါတယ်ရှင်နောက်တစ်ခု routine ကတော့ရေးကြည့်တယ်နေ့စဉ်ပုံမှန်လုပ်ငန်းတွေကိုတတ်မှတ်ဆောင်ရွက်မယ် အဲမိမိဘယ်နှနာရီမှာအိပ်ရထားမယ်ဘယ်ချိန်မှာနက်နက်စာကိုစားမယ်ဘယ်ချိန်မှာဗာလုံးမယ်ပေါ့နော်အဲပုံမှန်လုပ်တဲ့နေ့စဉ်လုပ်ငန်းတွေရှိကြမှာပါအဲ့ဒီလုပ်ငန်းတွေကိုလည်းနေ့စဉ်လုပ်ငန်းတွေကိုတက်မှတ်ပြီးတော့စောင့်ရရမယ်တဲ့အာဒီနေ့တော့အဲဒီနေ့တော့အိပ်ရထားတာနောက်ကျသွားလို့ အဲနည်းနည်းစာမစားတော့ဘူးပေါ့အဲအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေရှိတတ်တယ်အဲအဲ့အာမျိုးတွေဆိုရင်မကောင်းဘူးအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ရဲ့စိတ်ပီစီမှုစီမံခန့်ခွဲမှုတွေမှာဒါခန့်ခွဲမှုဆိုတဲ့ fire တွေမှာ အာတခုရော့သွားမှာပေါ့နော်အာတခုရော့သွားလို့မဖြစ်ပါဘူးအာငါးခုလုံးကိုလုံဆောင်ရမှာဖြစ်ပါတယ်ရှင်အဲ့တော့ routine နေ့စဉ်လုပ်ငန်းတွေကိုတတ်မှတ်ဆောင်ရွက်ရမယ်သူ့အချိန်နဲ့သူပေါ့နော်ဆောင်ရွက်ရမယ်မဖြစ်မနေလုပ်ရမယ်ကျွန်တော်တို့ကျဲမရင်းနဲ့ဆိုင်တဲ့လုပ်ငန်းတွေရှိမယ်အဲပေါ့နော်ဒီမိမိတို့မဖြစ်နေမနေတာဝန်ယူထားတဲ့ဆောင်ရွက်ရမယ်လုပ်ငန်းတွေရှိမယ်ဒါမျိုးတွေကိုလည်းနေ့စဉ်လုံဆောင်ပေးရမယ်တဲ့နောက်တစ်ခုက reward နေ့စဉ်ပေါ်တော့အောင်မြင်မှုတွေစုချရမယ်။ကလေးလေးတွေဆိုရင်တော့ကြီးတဲ့သူကလူကြီးမိဘအုပ်ထိန်သူတွေကစုချမှလာသူတို့ကိုဒါသူတို့အတိအမှတ်ပြုပေးရပါတော့ဒါမျိုးတွေလှူဆောင်ပေးရမယ်။အဲကိုကိုကိုလည်းစုချလို့ရတယ်။ဥမာကိုအလုပ်ကလေးတစ်ခုကိုလှူဆောင်လိုက်တယ်။ဟုတ်ပြီဒီလုပ်ကငါအောင်မြင်စွာလှူဆောင်နိုင်လိုက်တာပဲ။ဒါဆိုရင်ကို့မှာရှိတဲ့ပေါ်မုံလေးတစ်ခုပဲဖြစ်ဖြစ်ရေလေးတစ်ခွက်ပဲဖြစ်ဖြစ်ထပ်တောက်လိုက်တာမျိုးပေါ့။ အဲဒါမျိုးဆိုရင်ကျွန်တော်တို့ reward စုချင်းမြင်တာလေဒီလုပ်ငန်းတစ်ခုကိုကျွန်တော်တို့အောင်မြင်စွာဆောင်ရွက်သွားနိုင်တယ်ပေါ့နော်ဟိုအသေးလေးအစားမှကျွန်တော်တို့ဒါကို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 စုချရမှာပါအဲချီးမွမ်းကလေးတွေဆိုရင်ချီးမွမ်းပေးရမယ်အတိအမှတ်ပြုပေးရမယ်အကောင်းဆုံးစုဖြစ်တယ်တဲ့အဲ့တော့ကြတော့စုချရတယ်ဆိုတာ ကျွန်တော်တို့ state စင်ကြီးပေါ်မှာတက်ပြီးတော့စုချမှာစုမဟုတ်ပါဘူးသူတို့ကိုအတိအမှတ်ပြုပေးလိုက်တာချီးမွမ်းပေးလိုက်တာဒါမျိုးတွေရတယ်ပဲ အကောင်းဆုံးစုဖြစ်တယ်ဒါမျိုးပေါ့နော် reward နေ့စဉ်အောင်မြင်မှုကောင်းတာလေးတစ်ခုလို့ရင်ကောင်းတာလေးသူကောင်းတာအလုပ်တစ်ခုကိုအတိအမှတ်ပြုပေးလိုက်ခြင်းလည်းဖြစ်တယ်ကိုကိုကိုလည်းအဲ့လိုပါပဲမိမိမှာရှိနေတဲ့ stress တွေကိုလျှော့ချဖို့အတွက်မိမိအလုပ်တစ်ခုကိုအောင်မြင်အောင်လုပ်ဆောင်နိုင်လိုက်ပြီဆိုရင်မုံမရှိဘူးဆိုတော့ရေလေးတစ်ခုထထောက်လိုက်တာမျိုးပေါ့အစားအစာတစ်ခုလေးထစားလိုက်တာမျိုးပေါ့ဒါမျိုးနေနေနေလဲနေတယ်ပေါ့နော်ကလေးတွေကိုလည်းအဲ့လိုပဲ အဲကလေးတွေလည်းတွန်းမှဒီတင်အားလုံးလို့ပေါ်လို့ဒီမှာတင်ငန်းစာထဲမှာသူပြင်းကြီးပြင်းကြီးလာပြီဆိုရင်ဟုတ်ပြီဒါဆိုရင်သူ့ကိုရေလေးရေထတော့ကြမယ်ကွာဆိုရင်ဒါဆိုရင်သူတို့တွေစိတ်အပြောင်းလဲနေသူတို့မှာပီစည်းနေတဲ့စိတ်ဖီစည်းမှုဟာရော့ကြသွားစီမှာလည်းဖြစ်ပါလေရှင်။ဒါကြောင့်နေ့စဉ်အောင်မြင်မှုအတွက်ဆုချပေးရမယ်၊ချီးမွမ်းပေးကြရမယ်။အတိအမြတ်အတိအမှတ်တွေပြုပေးရမှာလည်းဖြစ်ပါလေရှင်။နောက်ပြီးတော့ relationship ကလေးကောင်းမွန်စွာဖွံ့ဖြိုးဖို့အတွက်တဲ့အပြန်အလှန်နှွေးတွေးတဲ့ဆက်သွယ်ရေးကိုတည်ဆောက်ပေးရပါမယ်။ကလေးကို သူ့ရဲ့ခံစားချက်ကိုပြောရတဲ့အလေးထားတွေရှိရမယ်။ဟဲ့ပေါ်ထုတ်ပေါ်ထုတ်တတ်တဲ့ပေါ့အလေးကျင့်လေးတွေကို ဟိုပြိုထောင်ပေးထားရမယ်အဲစိတ်ဆိုးတယ်ဆိုလဲဒါဒါလေးကိုမကြိုက်ဘူးဆိုလဲမကြိုက်ဘူးပေါ့စိတ်ဆိုးတယ်ဆိုလဲစိတ်ဆိုးတယ်ပေါ့နော်စိတ်မကောင်းဖြစ်တယ်ဆိုလဲစိတ်မကောင်းဖြစ်တယ်ပေါ့ပြောပြတတ်ရပြောပြတတ်အောင်အလေးချင်းလေးလုပ်ပေးထားရမယ်စိတ်ဆိုးတော့တာထွက်တယ်ဆိုတာပုံမှန်ဖြစ်တော့တယ်လူတိုင်းမှာဖြစ်တတ်တဲ့လေးသားရှိရဲ့အဲဒါပေမဲ့လို့လွန်သွားရင်တာမကောင်းတာပေါ့နော်အကျန်းဖက်တဲ့နီးတွေနဲ့ဖြည့်ရှင်းရင်တာမကောင်းတာပုံမှန်စိတ်တူတယ်စိတ်ဆိုးတယ်ဒေါသထွက်တယ်အမျိုးတွေကပုံမှန်ဖြစ်တယ်ဒါတွေကိုဘယ်လို short ချမလို့ဘယ်လို ထိန်းချုပ်မလို့ဆိုတာတွေကအတိအမှတ်ပြုပြီးမှဒါထိန်းချုပ်ရမယ့်နည်းလမ်းတွေကိုရရှိလာစေမှာလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်ねကလေးနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကောင်းမွန်စွာဖွံ့ဖြိုးဖို့အတွက်ပေါ့နော်အပြန်အလှန်တွေတွေးတဲ့ဆက်ဆံရေးကိုတည်ဆောက်ထားရမယ်။သူ့ရဲ့ခံစားချက်တွေကိုပြော့ပြတ်တတ်အောင်အဲဒါ လေလေ့ကျင့်ပေးရမယ်အဲ့လိုပဲမိမိကိုယ်တိုင်အားလည်းပဲမိမိရဲ့ခံစားချက်တွေကိုပြောပြလို့ရတဲ့သူတူရှိနေရမယ်ပြောပြရင်အဖြစ်ပေါ့နော်ဒီလိုမျိုးအပြန်အလှန်နှွေးထွေးတဲ့ဆက်သွယ်ရေးတွေအားမှတစ်ဆင့်ကျွန်တော်တို့ရဲ့စိတ်ဖိစီးမှုတွေကိုအဲလေ့ကျင့်ဖြောက်ချလို့ရမှာဖြစ်တယ်စီမံခန့်ခွဲလို့ရမှာလည်းဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျွန်မအထူးလေးပေးပြီးဆွေးနွေးလို့တာဒီနေ့မှဆိုရင် 5R ရေးကြည့်ပါတယ်ဒီ 5R ဟာ တကယ်ကိုအပလာမဟုတ်ဘူးပေါ့နော် တကယ်ကို real 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 important ကြပါတယ်တကယ်ကိုဒီ file ဟာအရေးကြီးတယ်အရေးကြီးတတိထားပြီးတော့ပတိရှိရှိနဲ့လှူဆောင်ရမယ့် file လည်းဖြစ်ပါတယ်ရှင်အဲ့တော့ဒီ file ကိုနေ့စဉ်ပုံမှန်ဆောင်ရွက်ပေးရမယ် reading ကလေးတွေနဲ့ reading together daily ကလေးနဲ့နေ့စဉ်ပုံမှန်စာဖတ်ရမယ်အဲ3မိနစ်ချိန်ပေးနိုင်ရင်3မိနစ်5မိနစ်ချိန်ပေးနိုင်ရင်5မိနစ်အတူတူစာဖတ်ကြရမယ် ပရိုင်းမီကာယန်နေရှာဖွေမယ်ကစားမယ်ဟဲ့ပေါ့နော်ပွေဖက်မယ်ဒါတွေအားလည်းကျွန်တော်စိတ်ဖြစည်းမှုကိုစီမံခန့်ခွဲစေခြင်းဖြစ်တယ်။နောက်ပြီးတော့ရိုတီနေ့စဉ်ပုံမှန်လုပ်ငန်းတွေသတ်မှတ်ဖို့တို့ဆောင်ရွက်ရမယ်။နေ့စဉ်မီတို့နေ့စဉ်လှုပ်ဆောင်နေတဲ့လုပ်ငန်းတွေကိုလည်းပဲပေါ့နော်သတ်မှတ်ထားပြီးဖော်ထုတ်ပြီးတော့လှုပ်ဆောင်ပြရကိုယ့်ကိုယ်ကိုသတိရှိရှိနဲ့ဆောင်ရွက်ကြရမှာလည်းဖြစ်တယ်။အဲ့ဒါမှသာ ကျမ်းမာရေးအတွက်ကိုပေါ့နော်ကျမ်းမာမှသာစိတ်ကျမ်းမာစိတ်ချမ်းသာတဲ့အဲဘဝတွေကိုရရှိပါစေကိုအဲ့တော့ခန္ဓာကိုယ်ကျမ်းမာကိုလည်းရေးကြည့်ရဲဒါကြောင့်နေ့စဉ်အဲပုံမှန်လုပ်ရမယ့်လုပ်ငန်းတွေကိုတတ်မှတ်ဆောင်ရွက်ကြရမယ်နောက်တစ်ခုတစ်ခုခုအောင်မြင်လာပြီဆိုရင်ပြီးမြောက်သွားပြီဆိုရင်ပေါ့နော် အောင်မြင်တယ်ပြီးမြောက်တယ်နေ့ဒါဆိုလို့ရှိရင်စူးချရမယ် ဆုချရမယ်အတိအမှတ်ပြုရမယ်ချီးမွမ်းပေးရမယ်အဲဒါတွေကအကောင်းဆုံးစုဖြစ်ပါရဲ့တဲ့ကလေးတွေအတွက်ဆိုသူတို့လုပ်ရကလေးကိုအတိအမှတ်ပြုပေးလိုက်တာသူတို့လှူဆောင်တာလေးကိုအဲချီးမွမ်းပေးလိုက်တာဒါမျိုးတွေဟာ ကလေးတွေအတွက်ဒါရရှိတဲ့အကောင်းဆုံးစုဖြစ်တဲ့မိမိကိုယ်တိုင်လည်းပဲပေါ့နော်ကုနာရှိမှကျွန်မဆွေးနွေးသလိုပဲကိုကိုယ်တိုင်ကိုလည်းမုံလေးတစ်ခုခါဒီလုံချို့ကိုကိုလုံလုံပြီးမြောက်သွားပြီပဲဒါဆိုရင်တို့မုံလေးရှိတဲ့အိမ်မှာရှိတဲ့မုံလေးကိုဘယ်မုံလေးကိုထားစားလိုက်မယ်ပေါ့ဒါဆိုရင်စိတ်ထဲမှာကြည်နဲ့သွားတယ်လေကျွန်တော်တို့လုပ်ငန်းတစ်ခုကိုလည်းပြီးမြောက်အောင်လှုပ်ဆောင်နေတယ်လို့မိမိစိတ်မှာလည်းပဲပျော်ရွှင်ကြည်နဲ့တဲ့ခံစားရမှုဆိုတဲ့ရလက်ကိုရရှိလာခြင်းပဲဒါကျွန်တော်တို့ဒီမိမိရဲ့စိတ်ခံစားချက်ဒီစိတ်ဖိစီးမှုတွေကိုစီမံခန့်ခွဲစေတာလည်းဖြစ်တယ် relationship ဆိုတာအရေးကြီးတယ်ကျမတို့မိစေပေါင်းတဲ့တငယ်ချင်းတွေကလေးနဲ့အိမ်သူအိမ်သားတွေအဲဟိုပြုစုဆောင်ရှောက်တဲ့သူတွေနဲ့ပေါ့နော် ကောင်းမွန်တဲ့အဲဆက်ဆံရေးရှိဖို့လိုတယ်ကလေးကောင်းမွန်စွာဖွံ့ဖြိုးဖို့လွယ်အပြန်လန်နှွေးထွေးတဲ့ဆက်သွယ်ရေးတည်ဆောက်ထားရမယ်ဒါကြောင့်ကလေးတွေကိုကောင်းမွန်စွာဖွံ့ဖြိုးနိုင်မှုအတွက်အပြန်လန်နှွေးထွေးတဲ့ဆက်သွယ်ရေးတည်ဆောက်ထားရမယ် reading ရှိရမယ် rhyming ရှိရမယ် routine ရှိရမယ် နောက်တစ်ခုကကျမတို့အဲ reward ချရမယ် relation ချရှိရမယ်ဒီလိုမျိုး fire ပေါ့နော်ခနေ့ကျမသူဆွေးနွေးပေးတာစိတ်ပီစီမှုကိုစီမံခန့်ခွဲတဲ့နီလန်လေးတွေမှာကျမ fire ကိုဆွေးနွေးပေးခဲ့ပါတယ် reading ကလေးနဲ့နေစဉ်အတူတူ5မိနစ်စာဖတ်မယ်နောက်တစ်ခါ rhyming ကာယံနေနဲ့ကစားမယ်ပွေဖက်မယ်အဲပြီးလို့ရှိရင်ကျမတို့ routine နေ့စဉ်လုပ်ငန်းတွေကိုဆောင်ရွက်မယ် reward အတိအမှတ်ပြုပေးမယ်ကြီးကျူးပေးမယ်ပြီးရင် relationship ကလေးနဲ့ကောင်းမွန်တဲ့ဆက်ဆက်ရေးပြန်လည်တည်ဆောက်သွားကြရမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ဆွေးနွေးပေးရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်ချုပ်ပြန်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်